လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာနော်ဒုက္ခသမှုရိယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတတ်တဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ်။ယာယံတဏှာပွန့်လို့ဘဝိကံနန္ဒီရာဂသဟကတာတတရတတရဘိနန္ဒီနီတရားထိတံကာမတဏ္ဏဘဝတဏ္ဏဝိဘဝတဏ္ဏ ။တန်လျာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုလီသောတရားကိုနမတက်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်။သူရဲ့လွမ်းမိုးမှုအောက်မှာလူရပြားပြားဝတ်နေကြတာ။ချေးကျော်အလားတဏှာရဲ့ကြုံဘဝရောက်နေကြတာ။သို့တော်ကိုယ့်ကိုယ်ကြုံလို့သိမ့်မသိကြဘူးကွာအရှင်သခင်လို့ထင်နေမဟုတ်တဏှာခိုင်းရလုံးနေကြတယ်။ တဏ္ဍာသဘောတဏ္ဍာသာတဏ္ဍရဲ့ခြေကျွန်းနေဖြစ်နေကြတယ်အဲ့ဒီတဏ္ဍဟာယာယံတဏ္ဍပောနုဘဝိကာဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စီတာသူပဲသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်နန္ဒီရာဂသဟာကတာ မျက်စိကမြင်တဲ့အာယုံဆိုလဲသဘောချက်မျက်စိနဲ့မြင်တဲ့အာယုံသဘောချပြီးနားကအတန်ကျတော့သဘောမချဘူးလားမဟုတ်ကြပြန်လားနှာခေါင်းကအနံ့ဆိုလဲသဘောချပြန်လားဖေရကအရသာဆိုလဲသဘောချသဘောချလို့ဒီနေ့ခေတ်မှာစားတော့ဆိုင်နေအများကြီးကြီးပွားတာပေါ့နော်ကိုယ်ငါတမင်းဟင်းနေနေမရဘူး မြမပြေကသမီးဟင်းနေတယ်မရလို့နိုင်ငံညာနမရီတက်ပြီးစားကြပြန်ရောအဲ့တော့သဘောချလိုက်ပုံတော့မပြောနဲ့တော့เนาะမြမပြေကချက်မောက်ဒီဘုံလာချင်းတို့ကောင်းရတဲ့တဲ့ကင်းချီမစားတာတို့အဲ့ဒါမျိုးပေါ့စူချီသွားစားတာတို့အမျိုးဆုံးပေါ့လူတွေရဲ့အကြိုက်ဟာအတူတူဖြစ်တယ် အဲ့ဒါကိုတတရတတရဗိနန္တိနေခေါ်ဟာခြိုက်တယ်ဓာခြိုက်တယ်ခြိုက်လို့ကိုမဆုံးနိုင်ဘူးတခုရိုးသွားနောက်တခုခြိုက်ပြန်နော်ခြိုက်ပြန်တတရတတရဗိနန္တိနေသေထိရန်ကာမတဏမျက်စိကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နားရှိရတဲ့အနတ် အနန္တဆိုလဲအမျိုးကိုစုံလို့အမွေနန္ဒဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျာဆိုတာတော့ပြောနေရတတဏအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတတဏအနန္တအသေးခံပြီးရှူတယ်လို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာနေနော်ဝါဝါစားသိမယ်စားသိခြင်းသိပြီးဒီဝါဝါတော့စားတွင်ဒီမကြိုက် တွင်သေးတယ်မတည့်ပါဘူးဆိုတော့တလုံးလုံးပေါအောင်စားပြီးတော့သွေးတက်ပြီးသေသွားဩပျော်ပျော်လေးသေသွားတဲ့သဘောပဲသူစီချိုမတည့်ပါဘူးဆိုအချိုစားမရှောင်းနိုင်တာကိုပြောပြတာနော်အဲ့ဒါတွေကကာမတဏှာလို့ခေါ်တယ်အဲ့ဒါမှပြင်းထန်တယ်ဒုရယထင်တာဒါတွေကအစွမ်းတတိမရှိဘူးလို့တဏှာလို့ပြောလိုက်ရင်ဒုရယကိုကိုမှမရှိတဲ့ရောင်ရောင်ဖြစ်နေအာ အေးမျက်စိအမြင်နဲ့အာယုံနှစ်သက်တယ်နားကကြားတဲ့အသံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနလျှာနဲ့လျှာရတဲ့အရာသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့ဆိုတာလေးကျင့်နဲ့အာရစိတ်ကူးချမ်းစီလို့အကောင့်အထဲမရှိတာလဲကျင့်နဲ့အာရကြိုက်ကြတာအဲ့ဒါကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကာမတဏှာပေါ်မှာကျင့်နဲ့ပြီးတော့ သာဝရဆိုတာကိုရချင်တာဆမ်းမကျွယ်ွားတယ်ဆိုရင်လူတွေကသာဝရပဲဖြစ်ချင်နော်တက္ကနာဆိုတာမလို့ချင်ဘူးသာဝရပဲဘဝတန်တရားထဲမှာသာဝရဆမ်းမသူဖြစ်ချင်မြဲတာကိုသဘောကျလို့ဘဝတဏဆိုတာတတ္တရဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏကြတော့ဘဝတဏဝိဘဝတဏဆိုတာကြတော့ဆက်ကျင်ပဲပြောသာဝရရှင်တန်ကျင်တဲ့လူရှိတယ်လို့ပဲဘဝကြီးကိုဆိပ်ပြဲ့ပြီးတော့ ထာဝရဘယ်တော့မှမဖြစ်တာကိုကြိုက်တဲ့လူတွေရှိတယ်။ဘဝပြတ်ဆဲသွားတာကိုကြိုက်တဲ့လူကြတော့ဝိဘဝတဏှာလို့ခေါ်တယ်။ဒါနိဗ္ဗာန်ကိုသဘောကျတာမဟုတ်ဘူးသူက။တဏှာအနေနဲ့သဘောကျတာကိုပြော။နိဗ္ဗာန်ဆိုတာကအတိညာနဲ့သဘောကျတာနော်။နိဗ္ဗာန်ကိုရှားခြင်းနဲ့ဆိုတာအတိညာနဲ့သွားတာ။ဒီတိုင်းဆင်းရဲဒုက္ခတွေကြုံတွေ့ရလို့ ဘဝမရှိတာကိုကြိုက်တာဝိဘဝတရားလို့ခေါ်တယ်